စိတ်ဝင်စားပြီးတော့ပရိသတ်ကချစ်တယ်အဲ့လိုမင်းသားရင်နဲ့တွေ့ရတာအမှန်တော့လေနှာဘူးကြပြီးတော့တခါမှမကြိုက်ဘူးဒါအမှန်တိုင်းပြောပြရတော့မမမသူပဲရမယ်လို့ပန်းတာတချို့ကလေနှာဘူးထင်တယ်လို့အမှန်တော့မင်းသားတွေကိုကိုကကျော်ကိုနဲ့ career တူတဲ့ဒီလိုလမ်းကြောင်းတူတဲ့ပေါ့နော်ဇတ်တူတာမစားဘူးပေါ့နော်ဒါအမှန်တိုင်းကျော်အဲ့လိုပြောချင်တာကျမပြောချင်တာ been living we belong to ya don't make င်မန်းနဲ့အလုတ်ပင်မန်းနဲ့အကြောင်းကိုကလည်းပင်မန်းသူကလည်းပင်မန်းဆိုစင်မပြေဘူးလေအဲ့ဒါကိုပြောချင်တာအလုတ်အလုတ်အလုတ်ကိုပြောတာအလုတ်ရှုပ်တယ်လေပင်မန်းတဲ့အကြောင်းကိုကလည်းပင်မန်းသူကလည်းပင်မန်းဆိုစင်မပြေဘူးလေအဲ့ဒါကိုပြောချင်တာအလုတ်အလုတ်အလုတ်ကိုပြောတာအလုတ်ရှုပ်တယ်လေဘာလို့ဆိုတော့သုံးဝင်းတူတူရမှာလေအဲ့ဒါကြောင့်စင်မပြေဘူးအဲ့လိုမျိုး ာဒီနေ့ဖိုကွန်နာကျွန်တော်ခြေတော့ပေါ့နော်အဲဖိုကွန်နာဒီမှာဦးစီးတဲ့ပေါ့နော်အဲသူတွေကလည်းခြေနဲ့ခင်လဲခင်နေပြီးတော့ခြေလဲသူတို့နဲ့ပေါင်းပြီးတော့မှ music collaboration လုပ်ဖို့ရှိရတဲ့အတွက်ကြောင့်မလို့လာပြီးတော့ပွက်တက်ပေးတာပေါ့ဟုတ်ဒီပလာလဲပေါ့ပေါ့ဟုတ်ပေါ့ဝင်ဖို့ရှိပါတယ်ဟုတ်အခြေတော့ဒီသချင်းပိုင်းပေါ့နော်ခြေကသချင်းသချင်းသူတို့နဲ့ collaborate လုပ်မယ်ပြီးလို့ရှိရင်အဲဇက်လန်းရိုက်ဖြစ်မလားမသိတော့အဲသူတို့နဲ့တိုင်မြင်နေတော့မှာပဲပေါ့နော်ကိုနဲ့လိုက်မဲ့ဇက်ရုပ်ပေါ့ဇက်ဇက်ကြီးပေါ့အဲ့လိုမျိုး တော့တတိနေရှိပါတော့ဇလန်ရဲ့ဘောအဲ့မဲ့ဇလန်ရဲ့ဘောငိုရဲတတိရှိပါတယ်ဒါပေမဲ့အဲ့လိုပေါ့နော်အဲမရိုက်ဖြစ်သေးရပေါ့ဟွာစာပထမဆုံးစကန်လန်းတဲ့ character ကြတော့လေဟွာကျူတာဆီယာမပေါ့နော်ចောင်းဆီယာမဆိုတော့ကိုကအင်ဒီရီရှိတိတ်ကမရှိဘူးလေမဟုတ်ပြောချင်တာကိုရဲ့နေမထိုင်ဘောအဲ့လိုသိရမှလားတိတ်ပြီးတော့အင်ဒီရီရှင်အင်ဒီရီရှင် main ကလေးမဟုတ်တဲ့ခါကြတော့ပေါ့နော်မလိုက်ဖတ်တော့ကိုကရှစ်တယ်ကွယ်အဲ့ character လောက်ဖို့အဲ့တော့မလောက်ဖြစ်ဘူးပေါ့နော်အခုတော့စဉ်းစားပြီးတော့ light တဲ့ဟာရှင်လို့ရိုက်ပါမယ်ဟုတ် မောင်လေးနေနေဖြစ်ဖြစ်ပါတော့မျက်နှာမြင်မုန်းပါစေဆိုရဲပေါ့နော် character အဲမောင်လေးဘယ်တော့မှကိုကတော့သူများနောက်မလိုက်ဘူးနော်ကိုနောက်ပဲလိုက်ခဲ့ရာဇဝင်မရှိဘူးချိန်သိန်းတို့ရာဇဝင်မှာကိုကကိုကလိုက်ခဲ့ဆိုတာမရှိကိုနောက်ပဲလိုက်ဒါပဲ ES တရားငန်းချက်အခုချိန်ဒီဆောင်လေးပေးတော့ကိုရတယ်ကြီးစားအောင်နေတော့အခုချိန်ဒီမူးပေါ်မလုံးနိုင်သေးတာအစ်စ်ရောက်မဲ့သူတွေကပို့ဆိုးတာပေါ့ကဲ ဟိုသူတို့အနေနဲ့ကျတော့ဒီမောင်နှမတွေလိုမျိုးဖြစ်သွားတာပါရီစားအောင်အနေနဲ့ကျချဲကျော်အမနိုင်ပြောမှဆိုရင်တော့အကိုကတွဲတော့ကလည်းဒါချစ်လို့တွဲကြတာပဲဆိုတော့ကွဲတဲ့အချိန်မှာလည်းပြက်သွားတဲ့အချိန်မှာလည်းတောင်တောင်အမုံမရှိဘဲနဲ့ပဲလမ်းခွဲခဲ့တာဆိုတော့အလုံးနဲ့ကညံ့ညံ့ရေးပါပဲဟုတ်တွဲရလားဆိုပြောတာအခက်မလားပြောပြမယ်နော်အချစ်နဲ့ဓမ္မကိုဘယ်တော့မှအလောင်းစားမလုံးနဲ့မရဘူးပြောပြမယ်နော်အချစ်ဆိုတာလည်းအဲ့လိုပဲသွားပြီးတော့ကိုကကစားလို့ရမယ်ထင်လို့သွားပြီးအဲ့စုံနဲ့ရောက်ဝိုင်းကို့ပြန်ကစားသွားလိုက်မယ်အဲ့လိုကစားဖို့တော့ဘယ်တော့မှမသွားခဲ့ဘူးဒါအမှန်တမ်းပြောတာ ကိုကကို့အမများချစ်မလားဆိုပြီးတော့ကိုကသွားလိုက်တာဒါပေမဲ့ကိုလိုချင်တဲ့ဟာမရတဲ့အခါကျတော့ကိုကအဲ့လိုမျိုးရက်တန်လိုက်တဲ့အဲ့လိုမျိုးပါပဲဘသူကတော့ကစားမှလည်းเนาะကိုက main ကလေးလေเนาะအဲမတူဒီမလေးမောင်လေးတွေမြင်နေတော့မှမိန်းကလေးမဟုတ်လေမှဖြူနေရမောင်လေးတွေဟောမမကရုံးကြီးနဲ့မျက်မှန်လေးနဲ့ မောင်မောင်တော့အပြစ်မှအမှန်တိုင်းပြောရမယ်ဆိုရင်ရီးစား၄ယောက်ရှိရင်၃ယောက်ကကိုကြီးတွေပဲဒါအမှန်တိုင်းပြောကိုကိုတွေပြောကိုကြီးတွေမဟုတ်နော်၃ယောက်ကကိုကိုတွေပဲမောင်လေးကမတိတ်မကြိုက်ဘူးအဲ့လိုမျိုးမောင်လေးနဲ့ပို့အကျိုးပေးရနော်2025မှာမောင်မမောင်ဆိုတဲ့တင်ထွက်မယ်မောင်ဘာဖြစ်စလဲလက်ညိုးလေးနဲ့တထိုးလိုက်မောင်လေးမောင်အကုန်ရမယ်အဲ့လိုမျိုးရွေးနေတယ်အခုစဉ်းစားနေတယ်အမှန်တိုင်းပြောမယ်ဆိုရင်တော့ချေရတော့ပေါ့နော်ကိုကလေဟိုပြိသက် ပရိသတ်ကစိတ်ဝင်စားပြီးတော့ပရိသတ်ကချစ်တယ်အဲ့လိုမင်းသားရင်လည်းတွေ့ရတာအမှန်တော့လည်းနှာဘူးကြပြီးတော့တစ်ခါမှမကြိုက်ဘူးဒါအမှန်တိုင်းပြောပြရတော့တချို့ကလည်းနှာဘူးထင်တယ်လို့အမှန်တော့မင်းသားတွေကိုကကျော်ကိုနဲ့ career တူတဲ့ဒီလိုလမ်းကြောင်းတူတဲ့ပေါ့နော်အဲဘယ်လိုပြောရမလဲဘာလဲဘယ်လိုခေါ်ရလဲအဲ့ဒါဘယ်လိုခေါ်ရတော့ကိုယ်ဇတူတာမစားဘူးပေါ့နော်ဒါအမှန်တမ်းကျော်အဲ့လိုပြောချင်တာကျမပြောချင်တာဟုတ်တယ်ဒါပြောဇတူတာမစားဘူးနော်အဲ့လိုခုမင်းသားတွေတို့အစိုးရတို့အဲ့လိုချင်းချင်းဘယ်တော့မှမကြိုက်ဘူးအဲ့လိုမျိုးမကြိုက်ဘူး သူတို့ကလည်းကိုယ်အကြောင်းသိတယ်ကိုယ်လည်းသူတို့အကြောင်းသိတယ်မကြိုက်ဘူးအဲ့လိုမျိုးဘာအကြောင်းပြောအမဟုတ်ဘူးလေပင်မန်းနဲ့အလုတ်ပင်မန်းတဲ့အကြောင်းကိုကလည်းပင်မန်းသူကလည်းပင်မန်းဆိုဆင်မပြေဘူးလေအဲ့ဒါကိုပြောချင်တာအလုတ်အလုတ်အလုတ်ကိုပြောတာအလုတ်ရှုပ်တယ်လေဘာလို့ဆိုတော့တုံးဝင်းတူတူရမှာလေအဲ့ဒါကြောင့်ဆင်မပြေဘူးအဲ့လိုမျိုးဟောတုံးဝင်းတူစရာကောင်းတယ်လေအဲ့ဒါဟိုဘယ်လိုပြောရမလဲအပရိသတ်ကတော့တူစရာမလိုဘူးပေါ့နော်ဒါပေမဲ့ကို့အတွက်ဆိုရဲအချိန်သိမ့်မရှိဘူးဆိုတော့အနုပညာရှင်ရှင်ကြိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူး အာဖိုကောနာအမြန်မာစေပေါ့နော်အမြန်မာစေအအများကြီးအချက်ထွင်ပြီးတော့မှအလုပ်တွေအများကြီးလုပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်